ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ຫນွေဦး Family YouTube Channel လေးကနေရန်လေကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုန်းပြထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဇာရေးဆရာဆရာကြီးရွှေဦးတောင်းဤမြတ်သက်မောဆိုတဲ့ဝတ္ထုစာအုပ်ကိုအပိုင်း၃နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင် ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာ မသက်နံရဲ့စိတ်ကိုနည်းနည်းကလေးတော့သိပြရစီလားဗျာခင်းလေးစွေကညင်းပယ်လို့ရှိတော့မသက်နံကသဘောမျှတယ်ဆိုရင်ကျုပ်ကျင်းနေပါတယ်ဗျာဒီလိုကြောင်းနေပတ်သက်လို့ကိုစိတ်ကိုကိုတခါမှစစ်စစ်မကြည့်ဘူးသေးပါဘူးကိုသားမြတ်ကိုပိုင်တဲ့ကိစ္စမဟုတ်မှန်းသိတာနဲ့ဒီဟာတွေဘယ်တော့မှကျမမစဉ်းစားမိဘူးမိမိခင်းလေးစွေပေးစားတဲ့လူကိုပဲယူလိုက်မှာပဲဘိုးတော်ကမစဉ်းစားဘူးယင် အခုစဉ်းစားလိုက်စမ်းပါလားဗျာ စဉ်းစားလို့ရတာဖြင့်ကျမမြင်ဘူးတွေ့ဘူးတဲ့ယောက်ျားတွေထဲမှာကိုသားမြတ်ကိုခဏခဏသတိရဆုံးပါပဲငငယ်ချင်းမို့လားတော့မသိပါဘူးငငယ်ချင်းဆိုတော့ဖိုးလူမော်လည်းရှိသေးတယ်မဟုတ်လားကိုလူမော်ကိုတော့သတိမရဘူးမစွန့်နိုင်ပါဘူးရှင်မောင်သားမြတ်မှယောက်ျားတကာနဲ့တွင်သတိရဆုံးဆို၍ဝန်သာရမြေကဲ့သို့ဖြစ်သွားရမှမောင်လူမော်ကိုလည်းသတိရသည်ဟုဝန်ခံပြန်တော်ကြောင့်အတော်ကလေးအငဲသွား၏သို့သော ရန်ကုန်သို့မသွားမီအေကိစ္စကိုတဲခွဲအောင်ပြုလုပ်သွားမည်ဆုံးဖြတ်ထားသည်နှင့်ခင်လေးဆွေတို့ချင်းကပြန်၏ခင်လေးဆွေကမူမိမိ၏သမီးကိုကြည့်၍မဝနိုင်သည်တဖြင့်လင်ပေးစားဖို့စိတ်ကူးမထည်သေးကြောင်းအရွယ်လဲငယ်ကြသေး၍မောင်သားမြတ်မှလည်းအလုအကန့်အကြံစီများရှိနေသေးသည့်အလျောက်ဤကိစ္စကိုယခုလောလောဆယ်မစင်စားသေးပဲနောင်တစ်နှစ်နှစ်နှစ်နေပြီးကြာသောအခါမှဘုံတော်သလိုကြည့်စီမံမည်ဟုခက်ဖဲဖဲပြောလွှဲလိုက်လေသို့ဖြစ်၍ မောင်သားမြတ်မှာတငယ်ဘဝမှာကောလိကျောင်းသားဘဝသို့ရောက်အောင်တပုတ်ဖုတ်ထိုးသက်ခဲ့ရသည့်မိမပြဒနာအတွေ့မပြည့်ပြတ်ဘဲနောက်ဆန်းတရင်တင်းနှင်းပင်ရန်ကုန်သို့သွားရလေတော့သည် မောင်လူမောင်မဟိုဘဲအိမ်ကဥကျော်ဟိုဤသားမောင်သားမြတ်အောင်မြင်ပါလေမအောင်ပဲရှိရချေသလိုဟုဖခင်ဥပြေဆောင်ဤပြစ်တင်မောင်မဲချင်းခံခဲ့ရလေပြီဘုန်းကြီးကျောင်းတွင်တင်ကြားကြတဲ့ကနိုင်ကြသည်မရှိပဲသူတို့ပြန်ငါတလဲဖြင့်ယထာလူဆိုပြီးတဲ့ကဲ့သို့ အပြိုင်အဆိုင်တက်လာကြပြီးနောက်ပညာရေးတွင်အထွတ်အထိပ်ဆိုရသော BA အတန်းသို့ရောက်ခါမှသူ့သားအောင်ပါလျက်ငါသားကြာရှုံးရလေသလိုဟုဒေါ်ဖောင်သောဥပြည့်စုံသည် မောင်လူမကိုအချိန်မရွေးမျက်နှာသာမပြတော့ပဲတကြိမ်တည်းကျင်းလေတော့သည်သို့ဖြစ်၍လူမမစိတ်ညစ်လှလီပြီးတရားလုံးကသဘောတူပြဋ္ဌာန်းထားကြသည့်မောင်သားမြတ်ဤနှမမတ်ငွေညီကပင်မိမိအပေါ်၌မော်ကြွားသော မျက်နှာမျိုးနှင့်ကြည်တော့သည်ဟု မောင်လူမောထင်မိမောင်လူမောသည်မငွေညီကိုစိတ်ထဲကမှပြင်မာသည်မဟုတ် မတ္တနံကိုသာ အသေးဆွဲကြိုက်တုံးသို့သောစိတ်ကူးမထက်ခဲ့ဘူးသော မိမပင်ဖြစ်စေကမူမိမိအားရှုံချသော ကြည်ချင်းမျိုးဖြင့်ကြည်သည့်အခါရှက်ဖို့တရိရတာခြေသေးသည်ဥပြေဆောင်သည်သူရပါတနှစ်ဝင်၍အောင်သော စာမေးဝဲကိုမိမိဤသားကနှစ်နှစ်ဝင်ရသည်ဆိုခြင်းကိုမခံခြင်းလောက်အောင် မာနကြီးသည်ဖြစ်၍လူမောကို တက္ကသိုလ်တို့ပြန်ဖို့ရန်စိတ်မကူတော့ပဲကျွေတောင်းစပါသိန်းအစရှိသည့်တောက်တော်မေရအလုံးများ၌အသုံးချလေတော့သည်တော့ရွာဇာတိဖြစ်သည့်အချို့ចောင်းသားများသည်တက္ကသိုလ်ရောက်အောင်ပညာသင်ခွင့်ရကြသည့်အခါမိဘများ၏အလိုလိုက်ခြင်းခံရ၍မိဘတို့၏ဩဇာကိုအတော်အတန်ဒေါ်လန်နိုင်ကြလေသည်ဥပြေဆောင်သည့်၎င်းဥကြောဟုသည့်၎င်းရွှေဘုံနယ်သာဝါလာများဖြစ်ကြသည့်အလျောက် အလွန်တရာတင်းမာခတ်တန်ကြ၍သာသမီကိုအနှဲငယ်များ ပါစားမပေးကြချေဂေါလိမက၍ဘီလက်ပြန်ဖြစ်စေကမူသာသမိပေါ်တွင်ဩဇာညောင်းမှခြေနှက်၍ဒေဆိုလင်တေမကြိုက်သူများဖြစ်ကြလေသည်ငကိုကလေးကကြောက်ခရသည့်အထက်တွင်ဇာမွေကြာရှုံးသောမိမိ၏အပြစ်ကလည်းရှိနေရာကလူမောမှာမြည်တော့မှမတော်လံဝင်ပဲဖခင်စေခိုင်းသည်များအလုတ်ကိုစိတ်ညစ်စွာနှင့် ဆောင်ရွက်နေရလေတော့သည်တနေ့တနေ့လူမောသည်ကိစ္စတစ်ခုနှင့်ဝက်လက်ဗုဒ္ဓသို့ရောက်သွားရာ ဟိုက်စကူး၌အတူတကပညာသင်ခဲ့ဘူးသည့်တငယ်ချင်းတစ်ယောက်နှင့်တွေ့ဆုံကြ၏ထိုသူကရဲဘော်များ၏လွတ်လပ်ပျော်ရွှင်ပွဲကောင်းသောအနေထိုင်အကြောင်းကိုပြောပြ၏မိမိကိုယ်တိုင်ရဲဘော်ဖြစ်နေပုံရဲဘော်များနှင့်တွင်ပညာတတ်နေပါလားသဖြင့်လူမော်ကဲ့သို့ပြောရေးဆိုစားရှိ၍ဘီအေအထိပညာသင်ဖို့သူတယောက်အဖို့ကြီးပွားစရာလမ်းရှိပုံရဲဘော်ကိုတိုင်တိုင်းတပြီလုံးကမြောက်စားနေကြပုံနိုင်ငံရေးလိုက်လိုလျင်ရဲဘော်လို့သည်ဖြက်လန်းဖြစ်ပုံအချင်းရများကိုပြောပြလေ၏ မိမိအိမ်၌မျက်နာကောင်းမရဘဲတကြိမ်တည်းအကြိမ်ခံရသောလူမော်မှာတငယ်ချင်းဤစကားများကိုကြားရသည့်အခါချက်ချင်းပင်ရဲဘော်လှုပ်ခြင်းသောစိတ်ဖြစ်ပေါ်လာခဲ့လေပြီ။တာမန်ရဲဘော်တယောက်ဖြစ်မှမိမိဤအရေးချင်းကြောင့်ရဲဘော်ကောင်းဆောင်ဖြစ်၍ထုံမတပံအမတ်ဖြစ်လာပြီလျင်ဗာလီမန်အတွင်းဝင်မှသည် ဝင်ကြီး၎င်းမှဝင်ကြီးချုပ်တိုင်အောင် စိတ်ကူးတဲ့တွင် တထိုင်တည်းနှင့်ရောက်သွားခဲ့လေပြီ။နောက်ဆုံး၌လူမော်သည် ရွာမစီလာခဲ့သောမြင်းကိုရွာသို့ပြန်ပို့၍တွေးတောင်းရခဲ့သောငွေ300ကျပ်နှင့်တင်ငယ်ချင်းနောက်သို့လိုက်ရန်ဆုံးဖြတ်လိုက်လေပြီ။ရွှေဘုံ၌ရှိသောမတ္တနံကိုနောက်ဆုံးအကြိမ်အဖြစ်နှင့်နှုတ်ဆက်ဖို့တတိယ၏။တို့ရာတွင် မောင်သားမြတ် BA အောင်၍နှုတ်ဆက်သွားပြီးသည့်နောက်မိမိက BA မအောင်ပဲမျက်နှာငယ်ကလေးနှင့်တွေ့ဆုံရမည်အရေးကိုတွေးရှက်သည်နှင့်ထွေကြံကိုဖြတ်၍တင်ငယ်ချင်းနှင့်ချက်ချင်းပင်လိုက်သွားလေတော့သည်။လောက၌အချို့သောသူများသည်အထူးသဖြင့် ကြည်လက်တော့ရွာများ၌နေထိုင်ကြသောလူများသည်တနှစ်တော်လဲဤတဲကလေးတနှစ်တော်လဲဤနွားတရှင်းနှင့်လဲလုတ်တနှစ်တော်လဲတောင်သူတနှစ်တော်လဲဤမြလောက်အကြအမြင်တနှစ်တော်လဲဤသို့သောအယူဆအတွေ့ခေါ်စသည်ဖြင့်တည်မြဲနေတဲ့ကဲ့သို့တွေ့ရ၍ဘောကအချိန်ဒီအားဖြင့်၎င်းအတွေ့အခေါ်အမျောမြင်အားဖြင့်တိသာလောက်အောင်ရောင်းလဲခြင်းရှိသည်ကိုမတွေ့ရတတ်ပေဥပမာတနှစ်ကရွာသို့ ရောက်သွား၍ ကိုဘိုးငါကို ကြည်လိုက်သည့်အခါတငယ်မိုး၍ဝါထရံကားသောတဲကလေးတွင်မိသားဘာသာတစု နေထိုင်ကြ၍မိုးတွင်အခါဖြစ်သောကြောင့်လေတော်မှနွားတရှင်နှင့်ထွင်ရက်ပြေး၍ပြန်လာသည်ကိုတွေ့မြင်ရ၏နောက်တနေ့ရောက်သွားပြန်၍ကိုဘိုးငါတို့ကိုကြည်လိုက်သည့်အခါယခင်တဲကလေးတွင်နေကြ၍ဆောင်းတွင်ကောက်ကြီးခါဖြစ်သောကြောင့်ကိုဘိုးငါမှ၎င်းနွားတရှင်နှင့်တဲရှိကောက်ပြန့်တလင်းတွင်စပားနေနေသည်ကို တွေ့ရ၏နောက်တနေ့ ။ရောက်သွားပြန်သောအခါကိုဘုံငါအိမ်သားတစုမှယခင်နေရာယခင်တက်ကလေး၌ပင် နေထိုင်ကြ၍နှွေရာသီဖြစ်သောကြောင့်ကိုဘုံငါမှယခင်နွားတရှင်နှင့်လှဲတိုက်နေသည်ကို တွေ့ရ၏။ဥဝဲဥဝဲနှင့်ငုံနေသောနုစုတ်ကလေးတစ်ယောက်တို့လာခြင်းဒေမိုထားသည့်တငယ်အသည့်မှ မိโกနှင့်ဖုံများကြောင့်ညိုတော်တော်ဖြင့်ဟောင်းညစ်သွားခြင်းဝါခရံ၌ကတ်ချောင်းများခက်ကြဲကြဲဖြစ်လာ၍ဤနေရာထုံနေရာတို့၌ အပေါင်များဖြစ်ပေါ်လာခြင်းမှတပါးရောင်းလဲခြင်းရှိသည်ကိုမတွေ့ရပေကိုဘုံငါသာမကတရားလုံးအခြေအနေကိုကြည့်လိုက်ပြန်တော့လဲအိမ်အောင်ဆုံးတင်များဆောက်ထားသည့်တဲ့တိကလေးနှလုံးသုံးလုံးတို့မှတပါးယခင်စူစီယိုယခင်စူရကာယခင်တဲ့အိမ်များနှင့်ယခင်အနေအထိုင်တိုင်းတွေ့မြင်ရပေသည်ရွာသားများနှင့်စကားဆမြည်ပြော၍စုံစမ်းထောက်လန်းကြည့်သောအခါမှ အနေဆရောက်သူ၃လေးယောက်မွေးဖွားသောကလေး၅ယောက် အိမ်ထောင်သစ်34စုံတို့အပြင်လေတော်ပြုတ်သူ34ဦးနှင့်လေတော်ဝန်ထမ်းသူ34ဦးတို့ရှိလာခြင်းဒီဟုသောပြောင်းလဲမှုများကိုကြားသိရတော်သည်လေတော်များပင်လျင်အသည့်တို့ပါခြင်းမဟုတ်ဘဲတလက်မှတလက်သို့ကူပြောင်းခြင်းများသာဖြစ်သောကြောင့်တရွာလုံးခြုံကြည့်လိုက်လျင် ပြောင်းလဲခြင်းဟု၍မဆိုထိုက်ပေရွာပြင်ဘက်၌ကဇေဒီတက်သူကြောင်းဟောင်း၌ကတ်ဆောက်ထားသည့်အဖေတစ်တစ်ခု အမှုမရှိခဲ့သောတန်လာရန်စရက်တွင်မိလောင်စပြများမိုးထားခြင်းဒီဟုသောရောင်းလဲမှုများတွေ့ရပါ၏သို့သောလက်နစီရှောင်းသာအောင် ဖောက်လုထားသည့်ရွာလယ်လမ်းမှာတစ်ဖက်တစ်ချက်ရှိအိမ်များ၏ခြံစည်းရိုးချက်ထွင်မှုကြောင့်လက်နစီမရှောင်းသာတော့သဖြင့်တစည်းဝင်လာသောအခါတွင်တစည်းကခြံစည်းရိုးနဘေးသို့ကက်ကက်တက်တက်ကပ်၍ရက်ဆောင်နေရတော့သည်ရွာဦးရွာပဲ၌ရှိသော ဥပ္ပဒ္ဓမကြီးပင်ကြီး လက်ခုပ်ပင်ကြီးညောင်ပင်ကြီးစသည်တို့မူကားတနည်းနည်းဆယ်နှစ်များသော အချိန်ကာလကိုမဆိုထားပြီးကျွန်တော်ဤဘဝများလက်ထက်ကလေးကအေယာမတိပင်ကြီးများအဖြစ်နှင့်ရှိခဲ့၍အရေးကြီးအောက်၌တငယ်တို့ဘာဝကစားခုံစားပြုလုပ်ကြပြီးနောက်အဖွားကိုအမေကိုအဖြစ်နှင့်ဥပုသ်ရင်ဆောက်တည်ကြတော့လေအေယာမတိပင်ကြီးများအဖြစ်ဖြင့်အရေးအာဝါဒပြည့်လျက်ရှိကြတော့သည်တိပင်ကြီးများအနက်ထနောင်းပင်များမှာမူကား အရက်ချက်သမားများကအခောက်ခွာမှုကြောင့်ကြီးပင်အောင် မတီကြရရှာပဲနွားစာငုတ်အဖြစ်မှ အနိုင်နိုင်ကျော်လွန်အောင်ကြီးဝါရပြင်းနောက်အရေးခွာခံရ၍တမြင်မြင်ဒေရှာကြသဖြင့်အပင်သည့်အပင်ဟောင်း မကြမကြပြောင်းလဲခြင်းရှိလေသည် အတွင်း၌ပဝင်းခြင်းရှိသောသစ်ပင်ကြီးများမှမူကားကြီးလိုက်သည့်အခါတိုင်းညွတ်ညွတ်မှိုင်းမှိုင်းစိမ့်စိမ့်ဆူဆူဖြင့်ငကိုအသွင်မပြောင်းတဲ့ကဲ့သို့သာဝဇင်တီမြတ်တို့မှတ်ထင်ရလေတော့သည် ရွာ၌နေထိုင်ကြသောဥပြေဆုံးဥကျော်ဟုစသောပုဂ္ဂိုလ်များမှယခင်ကဝင်းကြီးများအတွင်ယခင်ကဤအတိုင်းဒိုလီမိုလီအဆောက်အုံချံရံသည့်တိုက်ခိုင်အင်ကြီးများ၌ပင်နေထိုင်လျက်ရှိကြသေးတော်လဲရွာမှထွက်ခွာသွားကြသည့်ကျွန်တော်တို့၏ဇလက်သုံးမှမူနောက်ဆုံးဖော်ပြခဲ့သည့်ကာလနောက်လုံနေမြောက်အချိန်တွင် အချိန်နေအပြင်အကြီးအကျယ်ပြောင်းလဲခြင်းရှိနေကြလေပြီမသက်နံမှာ အိန္ဒယသာမပြုသေးမူ၍အပြုဘဝ၌ရှိနေသေးသည့်အပြင်ရုပ်ရည်မှလည်းယခင်သုံးနှစ်အခါကအတိုင်းပင်ချုံမောလှပပါပေသည်။တို့ရာတွင်မင်္ဂလာပွဲတိုင်းခန္ဓာသွားတော်မူခဲ့သို့လက်ဝက်လက်စားအမျက်ဝေထားလေးရှိသောမသက်နာမှာတရက်ထဲလုံးကြီးတပန်နွမ်းနှင့်လက်ခောက်ကလေးတရံမြလောက်သာဝတ်၍ဇဝင်းအနည်းရှိနှစ်ဆင့်တိုက်ကြီးမှခတ်အိုအိုရှိသောပြင်းနောင်အင်္ဂလိပ်သို့ရောင်းရွှေ့နေထိုင်ကြရတော့သည်ကိုတွေ့ရတော့သည်။ ၎င်းနှင့်အတူခင်လေးဆွေနေထိုင်လျက်ရှိသေးကမှန်၏သို့သောခင်လေးဆွေမှာရခင်ကခင်လေးဆွေမဟုတ်တော့ချေလက်အေကတထောင်ကျော်ပိုင်သောမြေပိုင်ရှင်လည်းမဟုတ်စက်တထေးမြလည်းမဟုတ်တော့ချေမောင်သားမြတ်မှာရွှေဘုံမြို့မှထွက်လာစဉ်ကအတွင်ဝင်များယုံတွင်ဇရေးအလုတ်ကိုလက်ခံရန်ဖြစ်တော်လဲသုံးနှစ်ကျော်လွင်လာခဲ့သော ထိုချိန်တွင်ကပ္ပရိန်စစ်ဘုံအဖြစ်နှင့်ပြည်တော်စုနိုင်ငံတော်၏ကြီးတက်၌အမှုထမ်းလျက်ရှိသည်ကိုတွေ့ရ၏ ကပ္ပရိန်စစ်ဘုံများအနက်တွင်လည်းကပ္ပရိန်သားမြတ်ဆိုလျင်အထက်ဆုံးသို့ ပေါရောက်အောင်တည်နေသည့်အထူးနာမည်ရစစ်ဘုံတယောက်ဖြစ်နေခဲ့လေပြီလူမောင်မာရဲဘော်တင်ငယ်ချင်းတယောက်နှင့်နေမထွက်သွားသည်ဟုကျွန်တော်တို့ဖော်ပြခဲ့ရာသုံးနှစ်ကျော်လွန်သောအခါ၌မင်းနိုင်မင်းအမတ်ဖြစ်နေသည်ကိုတွေ့ရလေပြီသို့ဖြစ်၍သုံးနှစ်များသောအချိန်ကာလအတွင်း၎င်းတို့ဤရွာချင်းနေနှင့်ရွာသူရွာသားများဤနေထိုင်ရေးအစဉ်တန်းသည်မြေသည့်နေရာတွင်များ တိသာထင်ရှားလောက်အောင်ပြောင်းလဲခြင်းမရှိတော့လဲဇက်လိုက်၃ယောက်တို့ဤအချိန်နေမူကားမမှန်မီလောက်အောင် တက်သူတက်၍ကြသူ ရှော့ကြသွားသည်ကိုတွေ့ကြရလေပြီထိုသူတို့သည်အဘယ်နည်းအဘယ်ပုံဖြင့်ဤမြပြောင်းလဲခြင်းဖြစ်သွားကြရသည်ကိုတလက်စီဖော်ပြပေရာအောင်အံလန်ထန်းလာသည်ကိုမြင်နိုင်တော်လဲကန်ထန်းလာသည်ကိုမမြင်နိုင်ဟု၍ပြောရကြလေသည်အနောက်တိုင်းသားများသည် ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်များယုံကြည်တဲ့ကဲ့သို့ကံစီမံသည့်အတိုင်းခံရသည်ဟု၍၎င်းအတိတ်ဘဝများကပြုခဲ့သည့်ကံဒီဟုသောအချင်းအရာသည် ဖြစ်လျာဘဝသို့လိုက်၍အကျိုးပေးရသည်ဟု၎င်းမယုံကြည်ကြပဲဘုရားသခင်၏အလိုတော်အတိုင်းစီမံရာခံကြရသည်ဟုယုံကြည်ကြတော်လဲ Miss Fortune never comes single မကောင်းကျိုးများသည်တခုချင်းမလာဘဲအပြစ်လိုက်လာရသည်ဟုပြောရကြလျာအတိတ်ဘဝမရှိလျင် အပရာပရိယကံဟူ၍မရှိသင့်ပါပဲလျက်၎င်းတို့ကမကောင်းကျိုးများလိုက်လာပုံကိုဘယ်ကဲ့သို့လက်ခံနားလည်ကြသည်ဟုမပြောတတ်ပေကျွန်တော်တို့ဗုဒ္ဓဘာသာဝင်ကံကံဤအကျိုးကိုယုံကြည်သောလူများဖို့မူကားကံကိုမမြင်နိုင်ဆိုစေကားမူကံဤအရေးနိမိတ်ကိုကြည်တတ်လျင်မြင်ရတဲ့ကဲ့သို့ဖြစ်တတ်၏ကုသိုလ်ကံဖြစ်စေအကုသိုလ်ကံဖြစ်စေအကျိုးပေးဖို့အခွင့်ကောင်းဆောင်နေသည့်လက္ခဏာရှိရာအခွင့်သာသည်နှင့်တပြိုင်နက်ထိုသူကိုဖိ၍အကျိုးပေးဟန်တူ၏ အကုသောကံတစ်ခုကအခွင့်သာ၍အကျိုးပေးသည့်အလက်ရသည့်အခါအကျဉ်သူသည်၎င်းအကုသောကံဤအစွမ်းကြောင့်ပြပြဝဲခံနေရသည့်အတွင်အခြားသော အကုသောကံများကလည်းမြေနှင့်ရာလန်ဆိုင်ဟုသောစကားကဲ့သို့ပြပြဝဲလဲနေသောလူကိုဝိုင်းပြုံ၍ဖိထောင်းကြဟန်တူ၏ထို့ကြောင့်မကောင်းကျိုးများသည်တခုချင်းမလာပဲအပြွတ်လိုက်အပြုံလိုက်လာတတ်သည်ဟူသောအနောက်တိုင်းသားများ၏အယူဆသည်ကံကိုမယုံကြည်သော လူစု၏ပါဇက်မှထွက်လာစေကမူ တိုက်တိုက်တိုက်ရှိတော်သည်ဟု အောင်းမိမိပေသည်ထိုနည်းတူခွန်အားကောင်းသောကုသိုလ်ကံတစ်ခုကအခွင့်သာ၍အကျိုးပေးသည့်အလက်ရသည့်အခါ၎င်းကံဤအစွမ်းကြောင့်ထိုသူသည်မမထောင်ထောင်ဖြစ်နေ၍အခြားသောကုသိုလ်ကံများကလည်းဝိုင်းဝန်းထောက်ပံ့ကာမတ်သည်ထက်မတ်ထောင်သည်ထက်ထောင်ကြွသည်ထက်ကြွတတ်အောင်ဂူကြီးအကျိုးပေးကြဟန်တူပေသည် မကောင်းကျိုးဖြစ်စေကောင်းကျိုးဖြစ်စေတစ်ခုနှင့်မပြည့်တာဖဲဆက်ကဆက်ကပေါ်လာတတ်သည်ကို သတိနှင့်နေသူများတွေ့ကြုံကြရမည်ဖြစ်ရာခြေစုံမှလာသော မကောင်းကျိုးသို့မဟုတ်ကောင်းကျိုးကိုကြည်ရင်အဖျင်းနောက်မှလိုက်လာတတ်သည့်အကျိုးပေးများကိုကြိုတင်အကဲခတ်နိုင်ဖို့ရှိသည်ဟုဆိုခဲ့ခြင်းဖြစ်လေသည်ကံထမ်းလာသည်ကိုမမြင်နိုင်တော့လဲအနောတံအကဲခတ်နိုင်ဖို့ရှိသည်ဟုလိုမဒနာနှင့်ခင်လေးစွေတို့သည်ဆန်းစက်နှင့်မဏိမဝေရှိနှစ်ထပ်တိုက်တွင် အစေကံအချွေရန်နှင့် ရွှေမရှားငွေမရှားစိန်နီလာလက်ဝက်လက်စားများနှင့်တကား တပြောတပါလေလာပလာစားစားသောက်သောက်နေထိုင်ကြစဉ်ဤကတထောင်နေပါရှိသော လေမြေများကိုလေမြေဝေချမ်းရေးကော်မတီကသိမ်းယူလိုက်သည်ဆိုသောသတင်းစိုးတစ်ခုသည်ရေဥစွာဈေးဥပေါက်ရောက်လာလေထိုတွင်မှမကသည်မတနံမွေသောရွာ၌အကြီးဆုံးသောခင်လေးဆွေဤစဝေကြီးကြီးအတွင်တစ်နှစ်အတွက် ်လေဆွေရသောစဘာများနှင့်ဇေနုံချောင်းတဲ့ဖြင့်ဝယ်ယူတလောင်ထားသောစဘာများကိုပါတပုံများကသိမ့်ယူလိုက်သည်ဆိုသောသတင်းသည်လည်းနောက်ဆက်တွဲဖြစ်နှင့်လိုက်ပါလာပြန်တော့သည်လေဆွေနှင့်လူလိုသောလူရက်ဖြစ်ပါကဤမြဆိုလင်ပင်ချုံပွဲချ၍ငိုလောက်ပေပြီသို့သောခင်လေးဆွေမှာမြို့ပေါ်၌ဆန်းဆက်တလုံးရှိနေသောကြောင့်ခန္ဓာရည်ရှိသည်ဟုဆိုနိုင်ပါသေး၏တို့ရာတွင်ခင်လေးဆွေဤကံကြမ္မာသည်ဤမြနှင့်မရတံသေးချီ အထပ်ပါတရင်နှစ်ရရောက်လာပြီး၍ရတရနှစ်ပတ်မြတ်မကြာသေးမီခင်လေးစွေဤဆန်းဆက်တွင်ဝိုင်းလာပေါက်ကွဲ၍အလုသမာ3-4ရောက်ဒံယာအနာတရထိခိုက်ယုံမြမကဓာစီနှင့်ရေနံစီများတော်လောင်ထားသောအခန်းကိုမိသိမ့်လောင်၍၎င်းမှဆန်းဆက်ကြီးကိုပါကုဆက်ပြန့်နှံ့သွားကြရာတဏှာကြီးကြောကြောတွင်ခင်လေးစွေမှာစက်တိအရာမှရောကြသွားကြလေပြီခင်လေးစွေ၌ဆက်ဆို၍မိလောင်ထားသည့်တံပင်ဝိုင်းကြီးများနှင့် မတဏံအပြင်းပြေချုပ်တော်သည်စင်္ကာအချုပ်စမြတာကြံလီတော်သည်မတော်ကပင်လျင်စံစက်သေးသို့သွားခိုက်နှင့်ကြုံ၍ဝိုင်းလာပေါ်ကွဲသောနေရာဤတွင်ဆိုက်ရထားသောကြောင့်မိသည်သို့ပါသွားခဲ့လေပြီမိမသာဖြစ်သည့်အလျောက်မိအာမခံကုမ္ပဏီသို့ပေးသွင်းရသောငွေသည် စက်ကိုမိမလောင်ခဲ့လျင် အလကားပေးရခြင်းဖြစ်သည်ဟု ယူဆခဲ့ရကားခင်လေးဆွေမှာစံစက်ကြီးကိုမိပေါင်းလဲမထားခဲ့ချေထိုမြတ်သားမက မြမဆက်ပိုင်များသည်စဘာတို့လောင်သောယာတိများတွင်ချစ်တီဓမ္မငွေတို့နှင့်ချေယူသည်ဖြင့်အကျွေးမကင်ပဲဖြစ်တတ်ကြရာခင်လေးစွေမှလည်းဒုရဘာနိတုချေယူခဲ့မိသည်ဖြစ်၍မိမိ၏နှထတိုက်ကိုချစ်တီလက်သို့ကျွေးသွင်းလိုက်ရလေတော့သည်အာနာသောချစ်တီကရုတ်တရက်မစင်သေးပဲဆက်လက်နေထိုင်မှု ပြောတော်လဲမာနာကြီးသောခင်လေးစွေကတိုက်ပေါ်မှဆင်းလာ၍ပြင်တောင်အိမ်တစ်လုံးတွင် လာကနှင့်ငှားရမ်းနေထိုင်လေတော့သည် ဤများနှင့်မပြည့်သေးချေခင်လေးဆွေနှင့်မတဏ္ဏတို့သည်တယောက်တည်းသော အစေကမိမာကြီးနှင့်တူအိမ်ဦးခန်းတွင်ဗီဒီယိုဖွင့်ကစိတ်ပြေလက်ပြောက်နားထောင်လျက်ရှိကြစဉ်လူ၃ယောက်တက်လာ၍၆လုံးပြူပြတောင်းသောကြောင့်မတဏ္ဏဤလက်ဝတ်လက်စားအကုန်လုံးပင်ပေးလိုက်ရတော့သည်အထက်ပါဖြစ်ပြအလုံးမှာ၃လခန့်အတွင်းတစ်ခုပြီးတစ်ခုဇက်တိုက်ဖြစ်ပြခဲ့ရသည်ကလွင်ခဲ့သော၃လချိန်က ခင်လေးဆွေဟုခေါ်တော်သမုတ်ခဲ့ကြသောမိမာကြီးမှာ ပစ္စည်းမဲ့လူရန်သာဘဝသို့ခုံစင်းရော့ကျသွားခဲ့လေပြီဇပန်တရိပ်ဖြစ်စဉ်ကဝင်လာထွက်လာစားလာတော်လာနေခဲ့ကြသောမိတ်ဆွေများသည်တိုက်ကြီးကိုကြွေးသွင်း၍ပြင်းထောင်အိမ်သို့ပြောင်းရွှေ့လာခဲ့သောအခါကခင်လေးဆွေအိမ်သို့ဝင်ကြထွက်ကြသေး၍ဘယ်လိုအကူအညီလိုသလဲအကူအညီပြစီကူပြစီဗျာစသည်ဖြင့်ရောဘော်ရကြပါ၏သို့သောမနာကြည့်သောခင်လေးဆွေကတောက်တောက်ခါခါပြောလွှတ်တတ်သည့်ကြောင် ဆင်းရဲသောအခါတွင် ကောင်းစားခြင်းကမိတ်ဆွေများကို တွေ့ရခြင်းသည်ပင်လျှင်ရှက်ဖွယ်တစ်ခုကဲ့သို့မဟယူဟန်တူသည်တကြောင်အဖက်မလုတ်ခြင်းသူများကကြောင်ရကွင်းကြသည်တကြောင်ကြောင့်ခင်လေးဆွေဤနေအိမ်မှာချောက်တွေ့ညီငွေဝေရာဖြစ်နေခဲ့လေပြီမတနံကိုယ်တိုင်မှာလည်းအလွန်အလွန်စံပွင့်ကြရာမှစံကုန်၍ခင်မိန်သွားသည့်လက္ခဏာရှိ၏ယခင်ကမူမတနံကိုပူပန်းကြသောမင်းပိုင်စိုးပိုင်လူများနှင့်ဘွဲစားကုန်သည်များသည့် မတနံကိုတကယ်ရလျင် တကယ်ယူမည်ဆိုသော အကြံစီနှင့်ဘုဗံခဲ့ကြခြင်းဖြစ်ထိုချိန်ကဆ ảy ွေမူကားဘုဗံသူမရှာသေးတော်လဲရခြင်းဒီကအရင် ယူဖို့မယူဖို့ကားနောက်ဟူပြီးတဲ့သို့အတိတဘောမျိုးမဟုတ်တော့ပဲကြောခြင်းနှက်ခြင်းသောတဘောမျိုးနှင့်ဘလူပလဲလှုပ်ခြင်းကြတော့သည်ယခင်ကဲ့သို့ခင်လေးဆွေတန်စတ်သူဟတ်သူဘေဒီအောင်သွဲသူများမပေါ်လာတော့ပဲမတနံကိုဘန်စကုတ်ပြခြင်းသူ ဇက်ပွဲပြခြင်းတို့သာပေါ်လာကြလေတော့သည်တို့ရတွင်မတ္တနမတက္ကသိုလ်မှတစ်ခေါက်ပြန်ခဲ့၍နတ်ပြည်သောမိန်ကလေးတယောက်ဖြစ်သောကြောင့်မျက်နှာကျော်သေးသောလူပေါ်ကျော်များ၏ကြော်ကွင်းမှလွတ်အောင်ရှောင်နိုင်ခဲ့လေသည် အသက်20ကျော်ယုံများရှိသေး၍ပြေဖောင်းသောကိုကာယရှိနေသေးစေကမူမတ္တနမသမိကညာအခမ်းမလင့်သာဟူသောစကားကိုမနာယူခဲ့သည့်အတွက်လင်တရောက်ကိုကောင်းကောက်ယူနိုင်ခဲ့သောအချိန်မှဈေးကြီးကရောဈေးတယ်မယား အချိန်၏အထက်တက်နိုင်ပွဲရာမရှိတော့ဟု၍ပင်ခံမှန်းကုန်ကြလိမ့်မည်။နောက်ဆုံး၌ခင်လေးဆွေသည်ရွေဘုံမြို့၌နေထိုင်ရာချင်းကိုရှက်သည်ဆို၍မန္တလေးမြို့သို့ပြောင်းရွှေ့ပြီးလျှင်ရက်ွက်တစ်ခုတွင်ဒေးငယ်သောအိမ်လုံးကိုအိမ်လာကခတ်ချောင်ချောင်နှင့်ငှား၍ဒါမီနှစ်ယောက်နှင့်အစေခံမကြီးတစ်ယောက်စုစုပေါင်း၃ယောက်နေထိုင်ကြလိမ့်မည်။မိမကြီးမှာလာကဟု၍မပေရဘဲငယ်ပေါင်းဖြစ်၍မခွဲနိုင်သည့်အတွက်အတူလိုက်ပါနေထိုင်ခြင်းဖြစ်လေသည်။ဒါမီနီယောတို့သည် ဝင်ငွေမရှိသည့်နှင့်၎င်းတို့ဝက်ခဲ့သည့်ဘန်ကောက်လုံးကြီးဇင်မဲလုံးကြီးဘိုးအင်းကြီးစသောအဝတ်အစားများကိုတထည်ပြီးတထည်ပေါင်နှံခြင်းအပြင်၎င်းနှုံချောင်းရခြင်းသောအိမ်ကြီးချင်းများတို့ရောင်းချခြင်းအပြင်၎င်းဈေးသုံးရအောင်ဖန်တီးကြ၏ပထမ၌ရွှေတော်ငွေစ၎င်းနောက်ဝက်ကောင်စားကောင်များထို့နောက်တရထည်လုံးကြီးဇာဘော်လီစသည့်အဖိုးများစွာမတန်သော အဝတ်များကိုပင်ရောင်းချစားတော့ကြရလေသည်ထို့တော်တွင် ခေပညာကိုအယတိအောင်တင်မှုသောမသနံကလက္ခဏာအလုပ်တစ်ခုခုရှာဖွေလုပ်ကံမရစေဟုပြောတော်လဲခင်လေးဆွေကသဘောမတူသဖြင့်မျောလင့်ချက်လုံးဝမရှိပဲရေစည်းအတိုင်းမျောလိုက်သောသူတို့ကဲ့သို့ဆိုင်ချင်ရာဆိုက်၍တင်ချင်ရာကန်းတင်စီတော့ဆိုကမျက်စိမှိတ်လိုက်ကြလေတော့တည်းမန္တလေးမြို့သို့ခေတ္တခဏများအလဲပတ်ရောက်ဖို့သောလူများသည်နန်းတော်၏အနောက်ဘက်နှင့်တောင်ဘက်မျက်နာတို့တွင်ဘေးတရာတိတိကျယ်ဝန်း၍ ဖြူဖြောင်းလျက်ရှိသောလမ်းကြီးများနှင့်၎င်းလမ်းများကိုမျက်နှာမူကားဆောက်လုပ်ထားသည့်တိုက်တာနေအိမ်များကိုသာမြင်တတ်ကြ၍မင်္ဂလိမြို့တွင်၎င်းနေအိမ်များသာရှိသည်ဟုထင်မှတ်ထင်ကောင်းမှတ်ထင်ကြပေလိမ့်မည်မင်္ဂလိမြို့၌တလန်းနှင့်တလန်းအကွာဝေးကိုတပြခေါ်၍တပြပတ်လည်ဧရိယာတွင်၌ဝင်းကြီးများရှိရာဝင်းတဝင်းလျင်လေးစိတ်ခွဲထား၍၎င်းတို့ကိုလေးစိတ်ဝင်းဟု၍ခေါ်ကြလေသည်လမ်းတိုင်းတွင်နံပါတ်လဲရှိ၍ လမ်းမြေများလည်းမက်ခေါ်ထားသေးရာလမ်းကိုမျက်နှာပြုသည့်အိမ်တန်း၏အနောက်၌ရှိသော အထက်ပါလေးစိတ်ဝင်းများမှလည်းသူအမည်နှင့်သူတက်ကြလေသည်ဥပမာဂုံတန်ရက်ဆေယောဝင်းဟူ၍၎င်းရတာတန်ရက်ပရိဒါဝင်းဟူ၍၎င်းရက်ွယ်ရော ဝင်းအမည်ပါခေါ်ရကြလေသည်တပြပတ်လည်းရှိဝင်းကြီးကိုလေးချမ်းချမ်း၍လေးစိတ်ဝင်းဖြစ်လာရာတွင်လေးစိတ်ဝင်းတဝင်းတဝင်း၌အချို့နေရာတွင်လှည့်ခြင်းရာလှည့်၍သောက်သောအိမ်များ အချို့နေရာတွင်အတန်းလိုက်ဆောက်သောအိမ်များအချို့နေရာတွင်ဗဟု၌အိမ်ကြီးတစ်လုံးရှိ၍၎င်းဘက်သို့မျက်နှာမူကားပတ်ပတ်လည်ဆောက်ထားသောအိမ်များစသည်ဖြင့်အမျိုးမျိုးရှိကြလေသည်ခင်လေးဆွေနှင့်မတ္တနံတို့သည်အိမ်လာခကြီး၍အသွားလာလျှော်သောလမ်းမာရန်အိမ်ကိုမငားပဲနှုံချောင်၍လူရှင်သောလေးစေဝင်းတဝင်းရှိအိမ်ကလေးတစ်လုံးကိုငားရမ်း၍နေထိုင်ကြလေသည်၎င်းလေးစေဝင်းများမှာအလွန်ရှုပ်ထွေးစီကား၍မော်တော်ကားမြင်ထားနှင့်စိုက်ကားသံတို့ဖြင့် ဇူညံစွာရှိနေသည့်ယုံတော်ကြီးအလားအစရေသောရက်ွယ်မျိုးနှင့်ကလျက်ရှိစေကမူဒိတ်စိတ်စွာရှိသည်ကိုတွေ့ရ၏ဒိတ်စိတ်ဝန်းထဲမှထွက်လာ၍ခြေလမ်းများစွာမလန့်ရမီတချွန်ချွန်တခွက်ခွက်တဝေါဝေါတဘောဘောမြည်အောင် ကုသန်းသွားလာနေကြသောယင်မျိုးမျိုးတို့၏ဇူညံသောတန်ကိုကြားရသဖြင့်အံဩကြရပေလိမ့်မည်မတ္တလန်တို့နေကြသောအင်္ဂလိသည်ဒိတ်စိတ်ဝန်းအလယ်၌သာသနာနာဆောက်လို့ဓာတိတိုက်ခိုင်အင်ကြီးတလုံးဘက်သို့မျက်နှာမူလျက်ရှိရာ၎င်းအင်ကြီးတွင် ်တန်ပေါင်းခင်လေးအမည်ရှိမိမကြီးတယောက်နေထိုင်တော့ဤထိုမိမကြီးမှာမြမမင်းလက်ထက်မင်းစိုးရာဇာအဆက်အနွယ်ရောင်ရောင်ခေအရာရှိကတော်ကြရောင်ရောင်ဘာရောင်ရောင်နဲ့အတော်အခမ်းသားနေထိုင်လျက်ရှိဤလေးစိတ်ဝင်းပေါက်မှရက်၍၎င်းအင်ကြီးစီတို့ကြည်လိုက်လျင်အင်ရှိပန်းမင်းပန်းအိုများပြရင်ပေါင်းများ၌တိုက်တရက်ထဲခန်းစီများအင်နဘေး၌ယခင်ကကိုပိုင်ရထလုံးယခုမော်တော်ကားထားသည့်ယုံကလေး ယောက်ျားစေကံမိန်းမစေကံများနှင့်အမြဲတမ်းဖြည့်လင်း၍အခန့်သာဝိစဉ်လျက်ရုပ်ရည်တနာကမရှိသော မိန်းကလေးများကိုမြင်ရခြင်း၎င်းဇန္တရာတံရေဒီယိုတံများအကြားမှတစ်ချက်တစ်ချက် ပေါ်ထွက်လာသည့်ရေမောတံများကိုကြားရသဖြင့်၎င်းအလွန်ပြောစရာကောင်း၍စည်းစိမ်နှင့်အခန့်သာနေထိုင်သောအင်ရှင်မီတကားဟုယူဆကားဝင်းတဲ့သို့အတော်အတန်လူဝင်ဝင့်မည်မဟုတ်ချေဗံပေါင်းခင်လေးခေါ်ခင်ခင်ကြီးခေါ်များများမှာ အသက်90ခန့်အရွယ်ရှိ၍ဖြူဖြူဖိုင်ဖိုင်မျက်ခုံးတုတ်တုတ်နှုတ်ရည်ဖတ်ရည်နှင့်စီစဉ်ရှင်ရုပ်လက္ခဏာရှိသူတစ်ယောက်ဖြစ်ပေ၏မန္တလေးသို့ရောက်လာသောပြည်လက်သားရာရှိကြီးမှန်လျင်ထိုမိမာကြီးဤအိမ်သို့မရောက်ဖို့သူမရှိချေမြမာရဲကဆိုပါမူဝင်တော့မြို့အုံများပင်ဘုံရှိုးကွယ်ရှိုးဝင်ထွက်ကြရ၏စာရေးစာကြီးအတန်းသားများမူကားအိမ်နာသို့ပင်မကတ်နိုင်ချေနာမည်သုံးမျိုးရှိနေရသည်မှာအရသူရသားများက ဗန်းပေါင်းခင်လေးဟူ၍၎င်းအတော်အတန်အကျွမ်းဝင်သူများကခင်ခင်ကြီးဟူ၍၎င်းဥရောပတိုင်းသားရာရှိများကမြမြဟူ၍၎င်းတမျိုးစီခေါ်ကြသောကြောင့်ဖြစ်လေသည်မျက်နှာပြူရာရှိကြီးများဤမျက်စိ၌ဤမိမကြီးသည်ဖူးစာ၏နတ်သမီးကြီးဖြစ်၍၎င်းဆေးဆက်ပေးစားလိုက်သည့်အရေးပိုင်းကတော့ရာဇဝတ်ဝင်ကတော်မင်းကြီးကတော်များမှလက်နှစ်ဖက်နှင့်ရေတွက်၍မစိမ့်နိုင်အောင်ရှိတော်၏။ရာရှိကြီးများသည် ခင်လေးပါ၌ အမြဲချွေရန်လျက်ရှိသောမိန်ကလေးများ၏ရုပ်ရည်တံပြန်ခြင်းနှင့်အနောက်တိုင်းအမှုရာ နားလေခြင်းတို့ကိုမြင်ရခြင်းအပြင်ဘုကရောလောင်းကလေးများဟု၍နားလေကြ၏ငွေနှင့်ဝယ်၍ရသည်ဟုတဦးတရာသောအရာရှိကများမယူဆချေအရေးပိုင်းဖြစ်စေကမူမိန်ကလေးတယောက်ကိုမတော်ကားဖြင့်လေညင်းခံခေါ်၍ခင်လေးကမထက်နောက်တော့တော့ပြည်ဒီဒီအလုမခံချေအရေးပိုင်းကလှုပ်လျင်မင်းကြီးကို တိုင်နိုင်သောတတ်ဒီလဲရှိလေသည်မြမများနဲ့မှ မြို့အုပ်ဝင်တော့စားသောအရာရှိများကမူ၎င်းအင်ကိုဥရောပတိုက်သားများအထင်ကြီးတကယ်သို့မကြည့်ချကြေခင်လေးအိမ်နဲ့ရှိသောမိန်းကလေးများနဲ့မှတယောက်တည်းကိုအချောင်ဖြုတ်ဖို့ကြိုးစားတတ်ကြ၏နေရာကြသူများလည်းကြ၏တို့ရာတွင်မိမိတို့အထက်၌ရှိသောဥရောပတိုက်သားအရာရှိကြီးများကိုကြောက်ရသည့်အတွက်၎င်းအင်ကြီးတွင်မိမှုခြင်းအနိုင်ကျင့်ခြင်းစသည်ဖြင့်လုံဝင်မြေဝေးစားအထင်ရှားထွက်ဝင်ခြင်းများပင် မပြုဝင်ကြပေ။ ရေပိုင်ကအင်းရှိမဝင်လာရင်မြို့အုပ်ဝင်တော့ဆိုသည်များသည်နောက်ဖေးပေါင်းမှခြေကုံတုတ်ကြရလေသည်တော့မှရောက်လာသော ဝင်တော့မြို့အုပ်လူလယ်များသည်ခင်လေးဤအင်းကိုဝင်လာထွက်လာလှုပ်ကြတော့လဲအများအားဖြင့်မူအန္တရာယ်များလာသည်ဆို၍ဝေးဝေးမှရှောင်ကွင်းကြလေသည်မြမပြေမှပြည်သူချားတို့ထွက်ခွာသွား၍လွတ်လပ်ရေးရကြသောခါ၌လည်းခင်ခင်ကြီးသည်ရုပ်ရည်တန့်ပြန်သော မိန်ကလေးများကိုမွေးစား၍လူကြီးလူကောင်းသားမယားအဖြစ်နှင့် ဒီဒီတန်တန်နေတတ်ထိုင်တတ်အောင်သင်ပြပေးပြီလျင်မင်္ဂလာဖြစ်စေအောင်စေစားလှော်ခတ်ပေးဖို့ကြိုးစားသည်ဤတို့ရာတွင်မြန်မာအရာရှိများနှင့် နိုင်ငံရေးသမားများကမူကားမျက်နှာပြုအရာရှိကြီးများအထင်ကြီးဘူးတကဲ့သို့ခင်ခင်ကြီးကိုအထင်မကြီးကြတော့ချေတို့နှင့်ပင်မြို့ဥက္ကရာရာစုဥက္ကရာမြလောက်ဖြစ်အောင် ရပန်ရန်ကာတတ်နိုင်ပေသေးသည် ခင်ခင်ကြီးသည်တောင်ပြုံးဝဲကထိန်ဝဲဆွမ်းကျင်တော်ကြီးကဖျားဝဲစာတော်ပွဲတော်များသို့ ပထမတန်းဝစ်စာပြင်ဆင်ထားသည်မိမိ၏သမီးများနှင့်တတ်တိုင်ဝင်းဝင်းသာသနာနာသွားကြပုံများကို အခြားသောမိန်းကလေးများမြင်ရသည့်အခါဤမိမကြီးမွေးစားသောသမီးဖြစ်ရလျင်ဒေါ်လီစွာဟုတရေကြတော့အောင်ရောစရာကောင်းလာပါ၏သည်မတ္တနမှာလည်းခင်ခင်ကြီးနှင့်မိန်းကလေးများ၏အနေထိုင်ကိုအကဲခတ်မိရာမဝတ်နိုင်မစားနိုင်သောဘဝသို့ရောက်နေသည်ဖြစ်သည့်အတိုင်း၎င်းတို့ကဲ့သို့ဝဝေဆာဆာသွားသွားလာလာ နေရလျင်ကောင်းလေစွာဟု တခါတလေမအောင်မေ့မီပဲမနေနိုင်ချေသို့သောအခန်းစားယောက်ျားများဝင်ကြထွက်ကြသည်ကိုမြင်ရသောကြောင့်မူမန်ပါဤလောဟုယုံမတန်လျာဖြစ်မိလေသည် ခင်ခင်ကြီးသည်လည်းမတဏန်တို့ပြောင်းရွှေ့လာသည်ကိုမြင်ကလေးကမတဏန်ဤရုပ်ရည်ကိုသဘောကျ၍မျက်နှာချောတွေ့ကားမိတ်ဖွဲ့၏မိန်းကလေးများကိုမတဏန်ဤအင်္ဂလေးတို့လွှတ်၍တခါတရံအလဲပတ်လာဖို့ဖိတ်ခေါ်စေ၏သို့သောမတဏန်က မသင်္ကာသည်နှင့်တကြိမ်မြလေပတ်ဖူးသည်မရှိသေးချေခင်ခင်ကြီးကမူမတဏံကတွင်ဆိုခြင်းတွက်စိတ်ပြဟံမရှိပဲသဇင်ပန်းခွာညိုပန်းတရဖီပန်းအစရှိသည့်တနှစ်တခါရာသီအလျောက်ပေါ်သောပန်းများကိုမတဏံတို့လက်ဆောင်ပုတ်လျက်ရှိလေသည် စင်စစ်မှခင်ခင်ကြီးသည်မိုးဆုံမှဖြစ်၍ွယ်လွန်သူလင်ယောက်ျားထားခဲ့သည့်စီဆက်တလုံးမှ ဝင်ငွေဖြင့်စာလန်တောင်းလန်ရှိရာကမင်းကလေးများအပေါ်မှာ မျော်လင့်ချက်သက်သက်ဖြင့်မွေးမြူထားခြင်းမဟုတ်မိမချောကလေးတစုတဝေးခြံရံကနေခြင်းသောဝါဒနာနှင့်အောင်းသွယ်ပေးရခြင်းအလုံး၌အယတာခံတတ်သည့်အတွက်ထိုကဲ့သို့မွေးမြူထားခြင်းဖြစ်လေသည်မတဏန်တို့၎င်းဝင်တဲ့သို့ရောက်လာပြီးသည့်နောက်တစ်နှစ်ခန့်အတွင်းတွင်ခင်ခင်ကြီးနှင့်မတဏန်တို့အတော်အတန်မျက်မှန်တမ်းမိကြတော်လဲမတဏန်သည်ခင်ခင်ကြီးဤအိမ်သို့အဘူတွေပြင်းအလဲခေါ်ခြင်းကြောင့်တစ်ခေါက်ရောက်သွားခြင်းမှတပါး ကိုတန်းချင်းမမြလာသေးပြီဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးရွှေဦးတောင်းဤမြတ်သက်မောဆိုတဲ့ဝိတ္ထုစာအုပ်ကိုအပိုင်းသုံးနေပြင်ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပေးကြတဲ့တွေ့လဲကျေးဇူးအများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းလေးမှာရန်လေဆုံတွေ့ကြပါစို့ခင်ဗျာ အားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းမြတ်ထင်ပါခင်ဗျာ